င်းကလေးတွေอ่ะဘောတော့ဘလောက်တောင်มาဖြစ်လဲဆိုရင်အမ်လင်မယားเนี่ยအတူတူနေတဲ့အိမ်မှာဒီမယားကြီးကခီးသွားနေတယ်ခီးသွားနေတဲ့အချိန်မှာအဲ့ဒီកောင်မလေးကငယ်កောင်မလေးอ่ะဘောတော့အမယားကြီးအိမ်ကိုလာအိတ်တယ်အဲသူယောက်ျားနဲ့ပေါ့နော်သူမျိုးသားနဲ့လာအိတ်တယ်လာအိတ်ုံနေမကဘူးအာမရကြီးရဲ့အတုံးဆောင်ပစ္စည်းတွေကိုယူသုံးတယ်ယူသုံးပြီးတော့ကျတော့မရကြီးကခီးသွားနေတဲ့ဟာကိုမတိတီအောင်လိုင်းပေါ်ကနေပြီးတော့ကျတော့အာတော်တော်တွေတင်းနေအဲဓာတ်ပုံတွေတင်းနေ အဲ့လိုတွေလောက်တယ်ပေါ့နော်အဲ့ကျတော့သူကဘယ်လိုပြောမလဲအဲ့နေရာကိုသူလိုချင်တာအဲ့နေရာကိုသူကလိုချင်တာမြန်ကြီးကလည်းရတယ်ဆရာမကျွန်မကွာမပေးဘူးတဲ့ကျွန်မကွာမပေးဘူးတဲ့ထားလိုက်ပါတဲ့အဲ့ကျတော့လေအရင်ရှက်စရာကောင်းတယ်ပေါ့နော်သူ့အနေနဲ့ဘလို့မိသားစုကနေပြီးတော့ပေါက်ဖွားလာလို့မို့သူများရဲ့နေရာကိုဒီလောက်ကြီးထိယူယူမှုမှုပေါ့နော်လိုချင်နေရတာလည်းမတိရတာပေါ့နော်အဲ့လို့ အဲ့ဒါတယောက်ထက်လာဆိုတော့မဟုတ်ဘူးနော်ကျမစီကိုလာဆွေးနွေးတဲ့၃လယောက်လောက်ရှိပြီအဲ့လိုမျိုးလုံးဝအဲ့ဒီလိုမျိုးတွေမယကြီးအိမ်ကိုလာနေတယ်အဲမတည်ဘူးဆိုရင်သူတို့ကသူတို့ကအိမ်ရှင်မကြီးတွေတဘောသူတို့ကအဲ့နေရာမှာဝင်ပြီးတော့နေချင်ကြတာပေါ့နော်ခဏတစ်ဖြုတ်အဲ့လိုမျိုးပေါ့အဲ့လိုမိန်းကလေးတော်တော်များလာတယ်ခုနောက်ပိုင်းမှာတော်တော်များလာတယ်သူတို့အတွက်အရှက်နဲ့တိတ်ခါဆိုတာဘာမှမသိတော့နောက်ထပ်မယကြီးကဘာလို့ဒီလိုတွေလိုရအောင် ။ဘာလို့ဒီလိုတွေလုံးရတာတုံးဆိုတော့နှစ်ယောက်ကြားတဲ့နေကိုမချစ်လို့တဲ့ငါ့ကိုချစ်လို့ခေါ်ရင်ဒါတဲ့။စဉ်းစားကြည့်လိုက်။စဉ်းစားကြည့်လိုက်။ဒီကောင်မလေးဒီပြောတဲ့ကောင်မလေးရဲ့တိတ်ခါနဲ့အစင်တန်းကဘယ်ချိန်တွေအထိရောက်သွားပြီလဲဆိုတာပေါ့နော်အဲ့လိုကောင်မလေးတွေကတကယ်ကိုအခုလက်တွေ့မှာရှိနေရယ်နော် ပိုင်းမှာအိမ်တော်ရေးအစီအမပြေတာများလာတယ်။အိမ်တော်ရေးအစီအမပြေလာတာများလာတာရဲ့ပထမဦးဆုံးဖြစ်တဲ့အဖြစ်များတဲ့အကြောင်းအရာတွေကဘာတွေလဲဆိုတော့စပြီးပထမဦးဆုံးယူတဲ့အချိန်မှာကနေရတော့ပေါ့နော်။တချို့မိန်းကလေးတွေကတည်တည်နေဒီလျောက်ကြာကိုယ်မချစ်ဘူး။ကိုမယူခြင်းမဲနဲ့ယူရတဲ့ယောက်ျားဆိုရင်နောက်ပိုင်းမှာအိမ်တော်ကြီးပြဿနာတွေကပိုပြီးဖြစ်လာနိုင်တယ်။အထူးသဖြင့်ဒီကာမလိန်လယ်မှုနဲ့အတူတူနေလိုက်ပြီးမှအမျိုးသားကမယူလို့ကာမလိန်လယ်မှုနဲ့ဆွဲမကိုကြောက်ပြီးတော့ယူလိုက်တဲ့အမျိုးသားတွေနဲ့ ရသွားတဲ့မြို့သမီးတွေကအိမ်တော်ရင်းမှာပို့ပြီးတော့ဒဏ်ခံရတယ်။နှိမ့်ဆက်တာတွေဖြစ်လာနိုင်တယ်။ဖောက်ပြန်တာတွေဖြစ်လာနိုင်တယ်။ဒီစိတ်ပိုင်းဆိုင်ရာတွေအများကြီးအများကြီးပိဆက်ရရတတ်တယ်။ကိုယ့်ကိုမချစ်ဘူး။မှားတော့တော့မှားလိုက်တယ်။ကိုယ့်ကိုမချစ်ဘူးမယူချင်တော့ဘူးလို့ပြောတဲ့ယောက်ျားတယောက်ကိုဒီထောင်နေတန်းနေနဲ့ချိန်ချောက်ပြီးယူမယ်ဆိုရင်ရတော့ရလိမ့်မယ်ဒါပေမဲ့အဲ့ဒီချစ်ကမခိုင်မြဲဘူးနော်အဲ့ဒီအိမ်တော်ကြီးခိုင်မြဲမှာမဟုတ်ဘူးစိတ်ဆင်းရဲရလိမ့်မယ် အစခံထဲမှာသူကကိုယ်ကိုမယူချင်တာလေသူ့ရဲ့ခဏတာပျော်ပါမှုအတွက်ပဲပျော်ပါခဲ့တာကိုကလည်းဒီဟာကိုချစ်လို့ဆိုပြီးလက်ခံလိုက်တယ်ဒါပေမဲ့ကိုကမိန်းကလေးဆိုတော့ကြတော့မယူရင်နင့်ကိုတိုင်မှာမယူရင်နင့်ကိုထောင်ချမှာမယူရင်နင့်ကိုကမလိုက်လည်းမုန်းတယ်တရားစွဲမှာဒီလိုမျိုးတွေပြောလို့တစ်ဖက်ကကောင်းလေးကကိုကိုယူလိုက်တယ်ဆိုရင်တစ်ချိန်ချိန်မှာပြဿနာတွေအိမ်တော်ကြီးပြဿနာတွေပုံများလာကြတယ် အိမ်အောင်ရေးပြဿနာဖြစ်တဲ့ဒေါက်တာများများကဒီပုံစံကိုသွားကြတယ်သူတို့စပြီးတော့အိမ်အောင်ကြခံနေရဒီလိုပြဿနာတွေနဲ့စခဲ့တဲ့ဆိုရင်နောက်ပိုင်းမှာပို့ပြီးတော့အိမ်အောင်ရေးပြဿနာတွေပို့ပြီးတော့ဖြစ်လာနိုင်တယ်ဒါကြောင့်မော်မင်းကလေးတွေအနေနဲ့လေကို့ကိုမှမယူချင်တာသူကဟုတ်တယ်မလားကို့ကိုမယူချင်ဘူးဆိုရင်ကို့အနေနဲ့လည်းအရင်ငါ့ကိုယူပါလက်ထပ်ပါလို့ချင်းချောက်ပြီးမယူပါနဲ့ကိုခံစားလိုက်ရတဲ့အရာတစ်ခဏတာပဲဒါပေမဲ့နောက်မှခံစားလာရမယ့်အရာတစ်ပွားစာဖြစ်သွားလိမ့်မယ်